ကြည်ရှာပေးနေတဲ့ပြိသာအလုံးမင်္ဂလာပါ2025ဇွန်လ17ရက်နေ့တောက်ကြနေတဲ့တိုက်ဆိုင်တဲ့နေ့ဖြစ်တဲ့ဒီနေ့တာလက်နေရကအစီရစန္တီယရကအစီရရဘောရရကအနောက်ရဖြစ်ပါတယ် မူလဆန်းရှင်တဲ့ကတ္တပြုတ်ပါတဲ့လက်ကဖြစ်တဲ့မိဒ္ဒယာတိမှာတောက်ကြကြူတည်တယ်ပြိဒ္ဒယာတိမှာတင်းငွေကြူမေတုံယာတိမှာဗုဒ္ဓကြူနဲ့ဇာတာပရိကြူတို့တည်ရှိတယ်သေယာတိမှာအင်္ဂါကြူတည်တယ်ကိကြူနဲ့တွဲပြီးတည်ရှိတယ်တနုယာတိမှာ တနည်းလာကြူတည်ရှိတယ်ကောယာတိမှာယာဟုမေယာတိမှာစနေကြူတို့အတိအကျ တည်ရှိနေကြတယ်မေတ္တာရာသီဘွားတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ထူးခြားတဲ့ကံတလန်းတွေကိုဖန်တီးရရှိနိုင်တယ်စတဲ့သမျှဆွဲသမျှဆင်ပြေမယ်ပိဋကရာသီဘွားတွေမှာခရီးကံကောင်းမယ်သူပြောခွဲချိုးပေးမယ်ရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမေထုံရာသီဘွားတွေမှာထူးထူးခြားခြားကံကောင်းမယ်အတိုက်ခံကြမှာတိုးတက်မယ်ရှာလို့ကိုကြော်လာပြီးဘဝတက်တာပေါ့မယ် ကရကရာသီဘွားတွေမှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအတို့ပြည့်ခြင်းဘဝအတို့တက်ခြင်းတွေရှိတင်ရာသီဘွားတွေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေဖြေရှင်းနိုင်တယ်ဘဝတို့တက်ပဲကံရာသီဘွားတွေမှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအတို့ပြည့်စုံခြင်းဘဝတို့တက်ခြင်းတွေရှိတူရာသီဘွားတွေအတွက်အရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ချိုးပြင်မယ်လူမျိုးဝဲချိုးပြင်မယ်ဘဝတို့တက်မယ် ပြိဿာယာတိဘွားတွေမှာတော့အရာရာကောင်းခြင်းဆုံးဖြတ်ချက်မှန်ခြင်းအလိုပြည့်စုံခြင်းတွေဘဝတွတ်တက်ခြင်းချင်းရှိပဲဓနုယာတိဘွားတွေမှာပြိဿာယာလုံးကိုကျော်လွှားမယ်ဘဝတွတ်တက်မယ်ကံမြင့်မယ်လူရာပြည့်စုံမယ်မကာရယာတိဘွားတွေမှာတော့ထူးခြားစွာကောင်းခြင်းအောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းချင်းရှိရန်နဲ့ရှင်ပြီးတော့မယ်ကောယာတိဘွားတွေမှာအရာရာဆင်ပြေခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုရတယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့တုလောက်ခဲ့ခြင်းကိုအောင်မြင်မဲ့နေထိုင်တဲ့ကျုံတွေ့ရမယ်။မေယာဒီဘွားတွေအတွက်ကလက်ပွင့်ကပ်ပွင့်ခြင်းအလိုပြည့်ခြင်းဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းတွေကိုကျုံတွေ့ရမှာဖြစ်ပါတယ်။တနေ့တာကာလအတွင်းမှာအပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုဝိစဉ်သုံးဆွဲပြေးပါဒီနေ့အနီရောင်နဲ့အနဲ့ရောင်တွဲမွေရအောင် Friday the 13th အနောက်တိုင်းယူဆမှာတောက်ချာနေတဲ့အင်္ဂလိပ်ရဲ့73ရက်တို့ပူတွဲတည်ရှိဒီနေ့ဒီရက်မှာအန္တရာယ်များလွှမ်းမိုးနေတဲ့သွေးဆွမှုဖြစ်ရများမတော်တဆအန္တရာယ်များအနောက်ဆက်တီရန်ဒီမကောင်းသောဘေးဆိုးတွေလွှမ်းမိုးနေတယ်အနီနဲ့နဲ့တွဲဝင်အန္တရာယ်အမတန်ကြီးနိုင်တယ် လူ၄ယောက်သူ၈ယောက်သူခီးသွားရင်လည်းသတိထားအရာရာအညာကင်းပြီးကောင်းခြင်းကံကိုရဖို့အတွက်ဆန်လိုက်တုံးလေးကိုတပေးမှထားသဘောကိုနဲ့ဆောင်းသွားကျေးဇူးတင်ပါတယ်